ဆိုင်လုံးချောင်းမြေရှင်ပြိုင်သွားရမယ် Rossanson ဆိုတာဘလို့ fighter မျိုးလဲလာမယ့်တပတ်တောင်းချနေရမှာကျင်းပါမယ်1 Friday fight ပြိုင်ပွဲမှာမြန်မာ fighter တယောက်ဖြစ်တဲ့ဆိုင်လုံးချောင်းဟာ Thai fighter Rossanson နဲ့ရှင်ပြိုင်သွားတော့မှာဖြစ်ပါတယ်ဆိုင်လုံးချောင်းအတွက်ဒါဟာ fighter ဘွားပထမဆုံးဝမ်ပြိုင်ပွဲကိုရှင်ပြိုင်သွားရမှာဖြစ်ပြီးပွဲဥထွက်မှာအခွင့်အလှနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာပါဝမ်ဘတ်ကတော့စိန်လုံးချောကိုခွင့်ရေးကောင်းနေပေးထားခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးသူကအသက်19နှစ်သာရှိသေးတဲ့လူငယ်ဖိုက်တာတယောက်နဲ့အရှင်ပြိုင်သွားမှာဖြစ်ပါတယ် တိုင်းဖိုက်တာဟာအတန်းငယ်ပေမဲ့အစိပ်ပြင်းတဲ့လူငယ်ဖိုက်တာတွေတဲကတယောက်လို့ဆိုရမှာဖြစ်ပြီးဘာကြောင့်ဆိုရင်အဆိုပါဖိုက်တာဟာဖိုက်တာဘဝမှာအလဲထိုးနဲ့ရှုံးနေထားခဲ့တယ်ဆိုတဲ့အမှတ်တမ်းမျိုးသူ့ဘဝမှာမရှိခဲ့ဘူးတဲ့အတွက်ကြောင့်ပါပဲဒါကြောင့်လည်းသူ့ကိုအကောင်သေးတဲ့အစိပ်ပြင်းတဲ့ဆိုတဲ့အမျိုးအစားထဲမှာထည့်ထားခဲ့တာဖြစ်ပြီးသူ့ရဲ့အယဲမြင့်ကလည်း၅ဘီဆယ်လမအထိရှိတဲ့အတွက်ညွာဖိုက်တာစိန်လုံးချောထက်လည်းပို့ပြီးမြင့်တယ်လို့ဆိုရမှာပါဒီအချက်ကိုလည်းစိန်လုံးချောတယောက်တတိထားသွားရမှာဖြစ်ပြီးပြိုင်ပတ်ရဲ့ထောက်လက်သီးတွေထောက်ချေတွေကစိန်လုံးချောအတွက်အနီးကပ်ဆိုင်ထိုးပြိုင်ထိုးတဲ့အခါအသားစီးတစ်ခုလိုဖြစ်လာနိုင်ပါတယ် ထိုင်းလူငယ်ဖိုက်တာရော့ဆက်ဆန်ဟာ One Friday Fight မှာတဝဲထိုးပူပြီးစပလစ်ဒီဇီရှင်နဲ့ကပ်ပြီးအနိုင်ရထားခဲ့သူလည်းဖြစ်ပါရင်ဒါပေမဲ့ဝမ်ကသူ့ရဲ့ကောင်တာတအားပြုတ်လို့နဲ့ကစားဟန်ကိုမကြိုက်တဲ့အတွက်အဖွင့်ပွဲမှာနိုင်ပွဲရခဲ့တဲ့အချိန်နောက်ပွဲတွေထပ်မပေးဘဲ6လလောက်အထိပြစ်ထားခဲ့ကြတာပါလွန်ခဲ့တဲ့2024နိုဝင်ဘာလအတွင်းမှာကျင်းပခဲ့တဲ့ One Friday Fight 86ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်ပြီးအဆိုပါပွဲအဆင်ပြေးခဲ့တဲ့ကဝမ်မှာပွဲမရတော့တာဖြစ်ပါရင်အဲဒီကြားထဲမှာရော့ဆက်ဆန်က7ကာလာမှွေတိုင်းဖွဲ့စည်းမှာပွဲစဉ်တွေထိုးတက်နေခဲ့ပြီးနှစ်ပွဲရှုံးကတပွဲနိုင်ရထားပါရင် နိုင်ဝဲရခဲ့တဲ့ပွဲစဉ်ကလည်းစတုဒ္ဒအချီမှာလဲထုံးနဲ့နိုင်ရခဲ့ပေမဲ့ရှုံးထားတဲ့ပွဲစဉ်နှစ်ပွဲစလုံးကိုတော့ဒိုင်မန့်နဲ့အရှုံးပေးထားခဲ့တာဖြစ်ပါတယ်။ထပ်ပြီးတော့ထူးခြားနေတာကရလဒ်ကောင်းမှခေါ်ထုတ်လို့ရှိတဲ့1 Friday 5ပြန်ပွဲတွေဟာနောက်ဆုံးပွဲမှာရှုံးဝဲကြုံတွေ့ထားတဲ့ Rossesson ကိုစိန်လုံးချောင်းနဲ့ပွဲတည်ပေးပြီးအခွင့်အရေးပြန်ပေးထားခဲ့တာပါ။ Fighter ဘွားစုစုပေါင်း64ပွဲထိုးထားက44ပွဲနိုင်ပွဲ20ရှုံးထိတ်ထားတဲ့ Rossesson ရဲ့ထိုးခြားမှုက သူကအလဲထိုးရှုံးဝဲလုံးဝရှိမထားခဲ့တာပါပဲ။သူသားတစ်ဖက်ပြန်ဘက်ကအလဲနဲ့ထိုးရင်ထိုးမယ်။သူကတော့အလဲထိုးလို့မရစေရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပွဲတိုင်းကိုထိကျက်သိမ့်မပေးရအောင်ရှောင်ကစားပြထားခဲ့သူပါ။ဒါပေမဲ့သတိထားစရာကောင်းတာကသူဟာငါးကြီးပွဲတွေကြီးဇက်တိုက်ထိုးထားတဲ့သူဖြစ်တဲ့အတွက်အတလုံးအင်မတန်ကောင်းမွန်သလိုနိုင်ပွဲရဲ့သုံးပုံတစ်ပုံကိုလည်းအလဲထိုးနိုင်ပွဲတွေရယူထားတာပါ။ဒါကြောင့် short တက်လို့မရတော့အထင်ကြီးလို့လည်းမရပြပါဘူး။ဘလိုပဲဖြစ်ဖြစ်သူ့ရဲ့အကြောင်းကိုဂါဂါနာနာတည်ထားတာကစိန်လုံးချောအတွက်ကောင်းမွန်တဲ့အချက်တစ်ချက်လို့ဆွေးရမှာပါ။ ဒီချိန်မှာရောစိန်လုံးချောင်းရဲ့လက်သေးတွေကသူ့ရဲ့ပုံစံအတိုင်းရှောင်ရှားပြီးတော့စော်သွားနိုင်မလားဒါမှမဟုတ်မရှုံးမှုသေးတဲ့အလဲထိုးနဲ့ရင်ဆိုင်သွားရမလားဆိုတာစောင့်ကြည့်သွားရတော့မှာပါစိန်လုံးချောင်းတောင်သူ့ရဲ့ပွဲဥထွက်ကိုအင်ရှင်တိုင်းဖိုင်တာနဲ့ရှင်မဲကစားသွားရမှာဖြစ်ပြီးအဲ့လိုအင်ရှင်တိုင်းဖိုင်တာနဲ့ရှင်မဲသွားရမှာဖြစ်တဲ့အတွက်ကြောင့်လည်းကိုယ့်ဘက်ကအလဲထိုးနိုင်အောင်စွမ်းဆောင်ပြဖို့တော့လိုအပ်တယ်လို့ပဲဆိုကြပါတယ်မြန်မာဖိုင်တာတွေနဲ့ဆုံတွေ့ရင်ပဲဖြစ်စေတခြားသောနိုင်ငံခြားကဖိုင်တာတွေနဲ့ရင်ဆိုင်ရသည်ပဲဖြစ်စေကျောင်းအင်ထွင်းမှာကိုယ့်ဘက်ကအလဲထိုးနဲ့စွမ်းဆောင်မပြနိုင်ဘူးဆိုရင် ပွဲစဉ်အတွင်းမှာ Time Fighter ကိုအမှတ်စဉ်ရေးတွက်ခံရအောင်လှုပ်ဆောင်ပြနိုင်ခြင်းမရှိဘူးဆိုရင်တော့ဒိုင်အဆုံးဖြတ်တဲ့ခံယူချိန်မှာအနိုင်ရသူက Time Fighter ဖြစ်တယ်ဆိုတဲ့ကြေညာချက်ကိုမြင်တွေ့ရမှာဖြစ်တယ်လို့အဲ့ဒီ Time Fighter နဲ့ရင်ဆိုင်ထိုးတက်ခဲ့တဲ့ Fighter ဟာအရှုံးပေးသွားရမှာဖြစ်ပါတယ်။ခြေလုံးချောင်းအတွက်ကတော့သူ့ရဲ့ပထမဆုံးပွဲဥတွက်ပွဲစဉ်အတွက်ရလန့်ကောင်းနေရယူနိုင်အောင်ဒေသလေးပြင်ဆင်လာခဲ့မှာဖြစ်တယ်လို့ပြိုင်ဘက်ကိုဘယ်လိုမျိုးချင်းကဲမှုတွေပြုလုပ်သွားရမလဲဆိုတာကိုလည်းအခုလောက်ထဲကဒေသလေးနားလည်သဘောပေါက်လာပြီထင်ပါတယ်။ ပထမဆုံးပွဲဥထွက်ဖြစ်တဲ့အတွက်လည်းအနေငယ်ဆိတ်လို့ရှားတာမျိုးတွေတော့မြင်တွေ့သွားရဖို့ရှိနေခဲ့ပြီးယုံကြည်မှုကိုအကောင်းဆုံးဖန်ဆုပ်ကအကောင်းဆုံးလုပ်ပြနိုင်လိမ့်မယ်လို့တော့ယုံကြည်ပါတယ်။ဘလို့ပဲဖြစ်ပါစေလာမယ့်တောက်ကြနေပါရရှိလာမယ့်အခွင့်အရေးကိုဖန်ဆုပ်ပြီးဘောနပ်စုတွေကိုပါတင်ပိုက်သွားနိုင်မလားဆိုတာစောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။